Hello အားလုံးမင်္ဂလာပါရှင်ကေတမိုင်ကွန်ဆန်တဲ့ပေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကေကာကေတမိုင်ပေးရှယ်ရီဒါကဖြစ်ပါတယ်အဲဒီနေ့ပေါ့နော်မလုပ်ပြီးဖြစ်တာအရင်ကြားရဲပီကပိုင်ဗီဒီယိုလေးရိုက်ပေးတယ်ဆိုတော့ဒီတလုံးမှာပေါ့နော်ကစ်စီလာမေးကြတဲ့လူတွေမှာအလုံး အာဒီရုတ်တရက်အဆက်အသွယ်ပြတ်သွားတာတွေနှစ်ယောက်အချိန်နေရပေါ့နော်။ဘာဖြစ်မှန်းမသိတာတွေဘာဆက်လို့မှမသိတဲ့အချိန်တွေပေါ့နော်။အဲ့လိုမျိုးဖြစ်နေကြတယ်။ဒီအချိန်တွေကိုဘယ်လို fix လုပ်ရမလဲ။ဘယ်လိုပြင်ဆင်ရမလဲ။ဘယ်လိုမျိုးလုပ်ရင်အဆင်ပြေနိုင်မလဲဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကြောက်လာမေးကြရပေါ့နော်။ဆိုတော့အဲ့တော့ဒီလာမေးကြရတဲ့သူတွေများဖြစ်တဲ့အပြင်အာသိချင်ကြမယ်လို့လည်းထင်လို့အာဒီဒါလေးကိုလှုပ်ပေးလိုက်တယ်ပေါ့နော်။ဆိုတော့ခေါင်းစဉ်ကတော့ဒီတစ်ဖက်သူနဲ့ပေါ့နော်။ ဒီဖြစ်နေတဲ့ကတောက်ကစားလေးတွေကိုဘယ်လိုဖြေရှင်းရမလဲပေါ့နော်အဲ့ဒီခေါင်းစဉ်နဲ့ကိလုတ်ပေးမှာပါဆိုတော့ပုံမှန် ုံမှန်အတိုင်းပဲပေါ့နော်ပိုင်း1ပိုင်း2ဆိုပြီးတော့ရွေးချယ်စရာနှစ်ခုပေးထားတယ်ကိုယ့်ရဲ့စိတ်ကိုအစွဲဆောင်ဆုံးဖြစ်တဲ့ပုံရွေးလိုက်ပေါ့နော်ဒီဟာနဲ့ဒီ oracle နဲ့ကတော့ဒီကိုယ့်ရဲ့အခြေအနေကိုပြောပြမှာပေါ့နော်ပြီးလို့ရှိရင်တော့ tarot card တွေနဲ့ကိုယ့်ရဲ့ energy တစ်ဖက်တည်းရဲ့ energy ပြီးလို့ရှိရင်ဘယ်လိုဆက်ပြီးဖြည့်ရှင်ရမယ်ဆိုတဲ့အရာလေးကိုကိဆက်ပြီးကြည့်ပေးသွားမယ်ပေါ့နော်ဆိုတော့ဒီမှာရွေးချယ်စရာလေးနှစ်ခုရှိပါတယ်ပိုင်း1ပိုင်း2ပေါ့နော်ပိုင်း1ပိုင်း2အဲ့တော့စိတ်ကိုအစွဲဆောင်ဆုံးဖြစ်တဲ့ပိုင်းတစ်ခုကိုရွေးလိုက်ပါနော် กี่วิจิงนี้พี่ว่าไม่ใช่สอบไปว่าเรียวสาวต่ออะไรจังไปเนาะฮัลโหลพายวันายวันลีมิงกลาบ้าสวัสดีพายวันลีกาบอนอ๋อแลชิมา အဘယ်လိုပြောမလဲ memory ပေါ့နော် vanilla infused memory တဲ့အဓိကဟာလေဒါဟာလေအဲ့လို လက်ရှိအချိန်မှာမနေဘဲနဲ့ပေါ့နော်အတိတ်ကကိစ္စရက်တွေပေါ့နော်အဲ့လိုရနှန်းတစ်ခုခုလို့နော်ပြီးလို့ရှိရင်နောက်ထပ်အဲ့လိုအတုံးဆောင်ပစ္စည်းအဲ့လိုမျိုးပြီးလို့ရှိရင်ဝတ်တဲ့အဝတ်အစားအရောင်ပစ္စည်းအရာဝတ္ထုအနံ့အဲ့လိုထိတွေ့ကြရလို့မရတဲ့ပစ္စည်းဖြစ်စေဒါမှမဟုတ်တိရစ္ဆာန်လေးဖြစ်စေပေါ့နော်အဲ့အားလေးနဲ့ပတ်သက်ပြီးတော့ခါကြလုံးဝကိုယ့်ရဲ့အတွေးထဲမှာပေါ့နော်လုံးဝ remind ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပြောလို့ရှိရင်အတိတ်က ပေါ်တော့ရေမွေးနဲ့ရလိုက်တာနဲ့ဒီရေမွေးနဲ့ကိုရလိုက်တာနဲ့အတိတ်ကိုပြန်ရောက်သွားတယ်ဒီနဲ့လေးကိုရလိုက်တာနဲ့ငါရဲ့စိတ်ခံစားချက်တွေအကုန်လုံးအဲ့ဒီအချိန်ကိုပြန်ရောက်သွားတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေကြတဲ့လူတွေပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အထက်ကလေကိုယ့်ရဲ့အခုလက်ရှိအခြေအနေမှာပေါ့နော်တိတိကျကျဘယ်လိုပြောမလဲဒီ focus မလုပ်နိုင်မင်းနဲ့ပေါ့နော်ဒီအရှင်တော်ကအကြောင်းလေးကိုပဲ ို dreamy နေပြီးတော့ခါကြတော့ဒီအခုလက်ရှိမှာမပြောင်းနိုင်ဘူးဖြစ်နေတဲ့သူကြီးဒီပိုင်းလေးကိုရွေးပြကြလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာကတော့တွေ့ရတာက enjoyment realization ease ပေါ့နော်ဒီအရင်တော့ပေါ့နော်ဖြစ်တဲ့အကြောင်းအရာတွေပေါ့နော်ကောင်းသည်ဆိုသည်ဖျားပဲဖြစ်ဖြစ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်အစိုးရဆိုလို့ရှိရင်လည်းအခုချိန်မှာအဲ့ဒါကြီးအကောင်းဘက်ပြန်ပြောင်းလိုက်ပေါ့နော်ကိုယ့်ကိုပျော်ပျော်ပဲနေလက်ရှိချိန်မှာပေါ့နော်ကိုယ့်ရဲ့စိတ်ကိုကိုပေါ့နော် relax လုပ်ပြီးပျော်ပျော်ပဲနေပေါ့နော်အဲ့လိုမျိုးပြောကြပြီးတော့နောက်တစ်ခုပေါ့နော်음တချို့ကြတော့ လေအရန်ကြောက်တဲ့အရာတစ်ခုကိုလေခဏခဏမြင်ရပါများလာရင်မကြောက်တော့တာမျိုးလည်းရှိတယ်လို့ခဏခဏကြောက်ရပါများလာရင်အဲ့လိုဘာမှမဖြစ်တော့လည်းရှိရပေါ့နော်ဆိုတော့ဒီပိုင်းလေးကိုပြောချင်တာကတော့အဲ့လိုအနမ်းအသက်နဲ့ပတ်သက်ပြီးရောခါကျအဲ့လိုအရန်ကိုမှဒီလို sensitive ဖြစ်တယ်ဒီအားနဲ့ပတ်သက်ပြီးလို့ရှိရင်အရန်ကိုမြေကြီးပူပေါက်ကြလာမျိုးလုံးဝအဲ့ထည်ကနေမယုံထွက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဘူးကိုစောင့်ထားပြီးတော့လေ တပတ်လောက်ထားကြည့်ကြည့်သီးလားအဲ့လိုမျိုးပေါ့နော်ထားကြည့်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်လေအဲ့လိုမျိုးကိုယ်အနေနဲ့လေနည်းနည်းပုံစံတစ်မျိုးပြောင်းသွားနိုင်တယ်လို့တော့ခင်ခံစားမိရေပေါ့နော်အဲဆိုတော့ဒါကတော့ဒီပိုင်းလေးကိုရွေးရတဲ့သူတွေကိုတော့ပြောချင်တာကတော့အတိတ်ကအရာတွေကိုလွတ်ချလိုက်ပါကိုယ့်ရဲ့လက်ရှိမှာပျော်ပျော်နေပါပြီးရင် relax ကိုယ့်ကိုပေါ့နော်ဒီအဲ့ဒီအာဒီပေါ့လက်ရှိအင်းဝိညာဉ်အဝတ်စားတွေဘာဖြစ်တယ်အဲ့လိုဟာမျိုးတွေကို မတုံးချင်လဲရတယ်အဲ့လိုအစ်စ်ပေါ့နော်ချင်းချက်အနေနဲ့ကိုယ့်ရဲ့စိတ်ကိုပေါ့နော်ပို့ပါဖြစ်စေမဲ့ဟာမျိုးတွေကို လုတ်ပြီးတော့နေပါဆိုပြီးတော့ဒါဒီကက်ကလေးနဲ့ပြောထားရပေါ့နော်ဆရာဘိုင်ဝန်ဒီရဲ့တစ်ဖက်သူရဲ့ energy ကိုတော့ကြည့်ရမယ်နော်ဘိုင်ဝန်ဒီရဲ့တစ်ဖက်သူ the relationship မှာထားတဲ့ energy ားလေဒီ relationship နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမှာဆိုလို့ရှိရင်ဒါမကြသေးနေရာမှာစကားများပြီးတော့လုံးဝအဆက်အသွယ်ဖြတ်ထားမိတဲ့ပုံစံမျိုးကိုတော့တွေ့ရရဗောနော်အဲ့တော့သူ့အနေနဲ့ကလေအဲ့လိုရန်ဖြစ်တဲ့ကိစ္စတွေကိုလည်းစိတ်ကုံနေပြီးပြီးတော့အဓိကကိုယ့်ဘက်ကနေပြီးတော့ဗောနော်ရန်ရှာတဲ့ဟာတွေကိုလည်းသူ့အနေနဲ့ဟိုဆက်ပြီးတော့ဘာမှ focus မလုပ်တော့ဘူးဗောနော်ဥမာအဲ့လို ိစ္စတစ်ခုကိုပေါ့နော်သူနဲ့ကိုယ်နဲ့ပြဿနာတက်ကြရဲဆိုလို့ရှိရင်ဥပမာဆိုပါဆိုပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာတက်တယ်ဆိုလို့ရှိရင်ကိုကအဲ့ကိစ္စကိုပဲပေါ့နော်နင်းပြီးတော့ပြောတယ်အဲဒါမဲ့သူ့ရဲ့စိတ်ထဲမှာဒီဟာနဲ့ပတ်သက်ပြီးတော့သူ့နားရဲကိုဝင်သွားခြင်းမရှိဘူးအဲ့နဲ့ပတ်သက်ပြီးတော့လည်းပြင်ရကောင်းမှလည်းမသိဘူးသူ့အနေနဲ့ဒီဘက်နားဝင်ဟိုဘက်နား trust ဆိုတဲ့ပုံစံမျိုးပြီးတော့ဆက်ရှုပ်စရာကောင်းတယ်ဆိုပြီးတော့ခါကြဒီအခြေအနေကိုကြော်သွားပြစ်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုတွေ့ရတယ်သူကလည်း အဲ့လိုပုံစံမျိုးတွေ့တွေ့ရတယ်ပြီးတော့ဒီမှာကလေသူ့အနေနဲ့ကလေအဲ့လိုအာအပျော်ပါးရေရဲမှာပေါ့နော်ဒီကိုမဟုတ်တဲ့ပေါ့နော်တခြားအပျော်ရွှင်မှုပေးတဲ့နေရာအိမ်မှာသွားပြီးတော့ဒီစိတ်စိတ်ဖြည်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးလေသွားပြီးတွေ့ရတယ်ပေါ့နော်တစ်ဖက်သူရဲ့ energy မှာဒီမှာကလေကိုနဲ့ပေါ့နော်အနီးကပ်ရှိနေတယ်ဆိုလို့ရှိရင်တော့မှပဲလေဒီတစ်ဖက်သူကလေကိုကိုဆိုလို့ရှိရင်လုံးဝခယူးမဆိုင်တာပြစ်ပယ်ထားကိုကသူ့ကိုပေါ့နော်အရင်ကကောင်းမပြီးခယူးဆိုင်နေပေမဲ့ပေါ့နော်သူကတော့ကိုကိုလေအဲ့လိုမျိုး လုံးဝကိုလည်းအဲ့လိုအေးစေးစေးပဲပေါ့နော်အဲ့လိုအာသူကအရန်ကို comfort ဖြစ်လွန်နေတာဒီနှစ်ယောက်ဆက်ဆံရင်းနဲ့ပတ်သက်ပြီးတော့ခါကြသူ့ဘက်ကစူးစမ်းအားထုတ်တယ်ဆိုတာမျိုးမရှိဘဲနဲ့ပေါ့နော်အဲ့လိုသူကအရန်ပို့ပါအေးစေးစေးပဲပေါ့နော်အဲ့လိုမျိုးတွမ်းမြင်ရဲပြီးတော့ပေါ့နော်သူ့အနေနဲ့ဒီဆက်ဆံရေးမှာပေါ့နော်သူ့အနေနဲ့အဲ့လိုဘယ်ဟာလောက်တာအကောင်းဆုံးဖြစ်မလဲဆိုပြီးတော့သူတွေးနေတာပေါ့နော်သူဥမာအဆက်အသွယ်ပြတ်ထားရဲဆိုလို့ရှိရင်ပြန်ဆက်သွယ်ရင်ကောင်းမလားဒါမှမဟုတ်ဒီတိုင်းပဲနေလိုက်ရမလားဒါမှမဟုတ် ွားပြန်ဆက်သွယ်လို့ရှင်လည်းငါတို့ရန်ဒီပဲဖြစ်နေရမှာလीဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးရင်းနဲ့သူတွီးခါတွေဖြစ်နေရဲဆိုတဲ့ပုံစံမျိုးကိုတော့တွတ်တွေးရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကိုယ့်ရဲ့ energy ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်ဆက်ပေါ်မှာထားတဲ့ energy 过松紧而已呗。 ဒါပေမဲ့သူကကြတော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်သူကကြတော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးဘာမှရှေ့ဆက်မလုပ်ဘူး။ဘာဆိုဘာမှကိုမလုပ်တာပေါ့နော်။အဲ့လိုရှေ့ဆက်မလုပ်ဖယ်နေသူကဒီဟိုစူးစမ်းအထောက်အမှုရှိရပဲနဲ့အဲ့လိုကိုယ့်ဘက်ကနေပြီးတော့ရန်နေဖြစ်တယ်ဆိုလို့ရှိရင်လေအေးအေးပြီးတော့ပီပီော်နဲ့လိုက်ရောပြီးတော့ခါကြတကယ်တကယ်ပြင်ပေးလားဆိုလည်းမပြင်ပေးဘူးပေါ့နော်။အဲ့လိုပုံစံမျိုးတော့တွေ့ရတယ်။ဒီမှာကိုကကြတော့လေပေါ့နော်။ဒီနှစ်ယောက်ရှိပြီးသားအချိန်လေးတစ်ခုတိဆောက်ပြီးသားအနေထားလေးတစ်ခုအဲ့ဒါလေးကိုပြိုကျပြည့်စီသွားမ ှာစိုးလို့ဒီအခြေအနေလေးကိုထိန်းထားပြီးရောခါကြတော့ဒါဟိုဒီအခြေအနေလေးကို balance ဖြစ်အောင်ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့ထိန်းနေပြီးနေရဲပေါ့နော်ဥမာသူ့ဘက်ကနေမကြိုက်ဘူးဆိုလို့ရှိရင်လည်းကိုယ့်အနေနဲ့အဲ့ဒါကိုဆက်မလုပ်တာမျိုးအာပေါ့နော်အဲ့လိုမျိုးဒါမဲ့ကို့မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကိုကလေ ဒီသူနဲ့ပတ်သက်ပြီးတော့အဲ့လိုအေးဆမ်းမှုကိုခံစားနေရပေမဲ့လေကိုကစိတ်တက်ကမာတယ်ပေါ့နော်ကို့အနေနဲ့အဲ့လိုဒီအခြေအနေကိုပေါ့နော်ငါရအောင်ပြန်ပြင်မယ်ဆိုရင်မျောလင်းချက်မျိုးကို့မှာရှိနေသေးတယ်သူနဲ့ပတ်သက်ပြီးတော့ကို့ရဲ့စိတ်ကူအိမ်မက်တရားလေးရုတ်ရော်သွားမျိုးမရှိသေးဘူးပေါ့နော်အဲ့တော့ဒါကတော့သူ့အခြေအနေကိုစောင့်ကြည့်နေရဲ့ကို့ရဲ့ energy ပေါ့နော်ဆိုတော့သူဘာလုပ်မှာလဲအဲ့လိုပေါ့အကယ်၍သူ့အနေနဲ့ပေါ့နော် ကိုကိုလုံးဝဟိုမှာဖြစ်ဘူးဆိုလို့ရှိရင်လေကိုကပေါ့နော်အဲအဲ့အခြေအနေမဖြစ်အောင်ထိသူ့ကိုပြန်ပြီးတော့ဆွဲခေါ်ခြင်းနဲ့စိတ်ဆန္ဒမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးကိုမြင်ရတယ်အဲ့လိုပုံစံမျိုးကိုမြင်ရတယ်ပြီးတော့ကိုကပေါ့နော်လုံးဝလေဒီကိုဘက်ကနေပြီးတော့လေဒီလူနဲ့ပတ်သက်ပြီးတော့ခါကြအရှိရေကိုဆက်သွားဖို့အတွက်ကိုလေကိုဘက်ကနေပဲလုံးဝဦးစီးဦးဆောင်လုပ်ရတယ်နော်ပြီးတော့ခါကြကိုဘက်ကနေပဲလေဒီဥမာ န်တရားကဝင်နောက်ရှက်တာလားဒါမှမဟုတ်အပေါင်းတရားဝင်နောက်ရှက်တာလားဒါမှမဟုတ်မိဘကဝင်နောက်ရှက်တာလားနောက်ရှက်သမျှဟာတိုင်းကိုကိုကပဲခါစီးပြီးတော့ကိုကပဲကိုဘက်ကနေပြီးတော့ပဲဒါကိုဖြည့်ရှင်းနေရတယ် face လုပ်နေရတယ်ဒီအချိန်နေနှစ်ယောက်ကြာအချိန်နေနေတင့်တင့်ကောင်းမွန်အောင်လို့ကိုဘက်ကပဲစူးစမ်းနေရတယ်ဆိုရဲ energy မျိုးကိုတွတ်တွေ့ရပေါ့နော်တစ်ဖက်သူကကြတော့အာဒီမိမရန်နာကြီးရပဲဟိုဒီကောင်လေးရန်နာကြီးရပဲပေါ့အဲ့လိုပေါ့နော် အကူနဲ့ပတ်သက်ပြီးတော့ခါကြသူ့အနေနဲ့ကတော့ဒါဟိုကွဲပြတ်ထားရဲဆိုလို့ရှင်သူ့ဟာသာသူပဲအေးအေးဆေးနေခြင်းနဲ့ move မျိုးပေါ့နော်အဲ့လိုမျိုးတွတ်တွေ့ရတယ်ဆိုတော့ဒီအချိန်လေးကိုဘယ်လို face လုပ်ရမလဲဆိုတော့ဆက်ကြည့်ရမယ်နော် ီရှင်တွေကိုဘလို့ fix လုပ်တဲ့လဲဆိုလို့ရှိရင်ပေါ့နော်ကိုကလေကိုကသူ့ကိုလေအရန် control လုပ်လို့မရဘူးပေါ့နော်ဥမာကို့အနေနဲ့ကိုကအဒီချင်းနေအကုန်လုံးခါးစည်းခံပြီးဖြည့်ရှင်းနေတာဟုတ်တယ်ဒါပေမဲ့တစ်ဖက်သူကမလုပ်ဘူးတစ်ဖက်သူကလည်းကို့ကိုမလုပ်ခိုင်းဘူးပေါ့နော်ဒါပေမဲ့ကိုကဒီချင်းနေမပြတ်ပြားချင်လို့မို့ကိုကိုတိုင်းကဒီအရာတွေကိုလက်တင်ခံပြီးဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်သူကသွားပြီးတော့ဒီ စ်လာသမျှအကြောင်းအရာရင်းနဲ့ကိုလှုပ်ထားတဲ့ဟာမှန်သမျှသူ့ကိုပြန်သွားပြီးတော့ခါကြတော့နင်ကလှုပ်တဲ့နင်နင်ကဘာဖြစ်တဲ့နင်အဲ့လိုမျိုးပေါ့နော်တစ်ဖက်သူကိုသွားပြီးတော့ push မလုပ်ရဘူးပေါ့နော်တူကမပြီးရဘူးဆိုတဲ့ပုံစံမျိုးကိုသွားတွေးရတယ်ကို့အနေနဲ့ပေါ့နော် အလိမ်မာနီးပေါ့နော်အာဥမာကိုကသူ့ကိုအရင်အော်ဟစ်ဆဲဆိုခြင်းနဲ့ဆိုရင်တော့မှပဲစိတ်ထဲမှာပဲထားပြီးတော့အချိန်လေးတစ်ခုစောင့်ကြည့်ပြီးတော့ခါချပါပေါ့နော်ကိုကဘယ်လိုမျိုးသူ့ကို manipulate ပြန်လုပ်ရမလဲဆိုလို့ရှိရင်ဒီကိုပါဆက်ကပြောစရာမလိုပဲနဲ့သူ့ကိုယ်တိုင်ပေါ့နော်အဲ့အချိန်လေးကိုဖြည့်ရှင်းမှုအတွက်လွှတ်ပေးထားလိုက်တာမျိုးကိုကသူ့ဖြည့်ရှင်းတာကိုထိုင်ဆောင်လိုက်တာမျိုးနော်ကိုကကိုဘာသာကိုလှလှပပကြွကြွမမကိုရဲ့အချိန်လေးကိုရဲ့အနေနဲ့ကိုရဲ့ပုံစံလေးအတိုင်းပဲနေပြီးတော့ဒီသူ့ကိုပဲအဲ့အရာအကုန်လုံးကိုဖြည့် ရှင်းခလိုက်တာမျိုးပေါ့နော်အချိန်တစ်ခုတော့စောင့်ရမယ်ကိုကစိတ်ရှည်လောတတ်တာမျိုးဟုတ်တယ်ဒီအချိန်မျိုးမပြည့်စည်ချင်တာမျိုးလည်းဟုတ်တယ်ဒါပေမဲ့ဒီတိုင်းမဲ့ဆက်သွားလို့ရှိလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးကရော့ကျလာမှာပေါ့နော်ကိုယ့်ရဲ့တန်ဖိုးရော့ကျလာမှာအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်တန်ဖိုးရော့ကျမခံမင်းနဲ့သူ့ကိုဒီပြဿနာကြီးဖြစ်တယ်ဥမာနှစ်ယောက်ရဲ့အချိန်တွေကွယ် ဟိုမပြတ်ချင်တဲ့သူကဆွဲထားရတာပဲအဲ့တော့ကိုကပဲအမြဲဆွဲနေပြန်လို့ရှိရင်လည်းဒါကမဟုတ်တော့ဘူးတစ်ဖက်သူကလည်းပြန်ဆွဲတဲ့အလှည့်ဆိုတာရှိလာရအောင်ပဲပေါ့နော်အဲ့တော့အဲ့အချိန်ကိုတိကျစောင့်ပါလို့ပြောရပေါ့နော်အဲ့အချိန်ကိုစောင့်ပါလို့ပြောတယ်ပြီးတော့ဒါပြီးတော့ဒါတစ်ဖက်သူရဲ့ပေါ့နော်သူရဲ့ရှင်တွေကပြောချင်နေတဲ့ hidden to feeling လေးကိုကြည့်မယ်ပိုင်းဝင်လေးရဲ့တစ်ဖက်သူကပိုင်းဝင်လေးကိုပြောချင် ြောရှင်ပေမဲ့မပြောပဲတင်ထားတဲ့သူရဲ့ယဉ်ကျေးရစကားပေါ့နော်ဝတ်ရှူအဆိုရှယ်မီဒီယာတဲ့နော်ဆိုတော့အနှစ်ယောက်ကဒီ LDIS တွေပဲဖြစ်ဖြစ်အကယ်၍တိုင်ရင်ထဲမှာပဲရှိရဖြစ်ဖြစ်ဒါမှမဟုတ်လဲအဲ့လိုချစ်သူကြီးစားရပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်သူကကိုယ့်ရဲ့ social media အကောင့်ကို check out လုပ်နေရပေါ့နော်သူစောင့်ကြည့်နေတယ်ပြီးတော့ i day dream about a life with you တဲ့တွေ့လားသူနေဘက်အိမ်မက်တီမှာတောင်မှပဲကိုနဲ့ဘဝကိုအိမ်မက်မတ်တယ်ပေါ့နော်သူရဲ့နေခင်အိမ်မက်တီပေါ့ပြောရရင်ဒီတွင်းဆိုတာမျိုးကကြတော့ဒီပျော်စရာအိမ်မက်ကိုပြောတာပေါ့နော်အဲ့လိုမျိုးအဲ့တော့อืมသူ့ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ဒီကိုနဲ့အတူတူရှိတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သူအိမ်မက်တီမက်ပြီးစိတ်ကူးရင်းမိနေရေပေါ့နော် I want to make it a man တဲ့ တူတူကိုတူပြောင်းလဲပြင်ဆင်နေပေါ့နော် you are in love intellect process me ကိုရဲ့ပေါ့နော်သူ့ကိုဒီ control လုပ်ချင်တဲ့စိတ်တွေပြီးလို့ရှိရင်ဒီဟာတွေကပေါ့နော်သူ့ကိုအရန်ကို တင်းကျပ်စေတယ်နာကျင်စေရဲပေါ့နော်သူ့ကိုသူလည်းဒါဟိုပြောမလဲ ဒီဟာကိုသူမှားမှန်းသိတယ်ပေါ့နော်အာဒါပေမဲ့လေသူ့အနေနဲ့ပြင်ဖို့အတွက်တော့သူအချိန်ယူမယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့ပြောတာပေါ့အာဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒါလीအဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီအခြေအနေတွေအကုန်လုံးသုံးသက်ပြီးရဲ့အခါမှာကိုယ့်ဘက်ကနေပဲဒီအခြေအနေဒီဖြစ်စဉ်ကိုကိုယ့်ဘက်ကပဲ control လုပ်ဖို့မကြိုးစားနေတော့ပေါ့နော်အာသူ့ကိုလောက်ခွင့်ပေးလိုက်ပါ သူ့ကိုလှုပ်ခွင့်ပေးလိုက်ပါဥမာကိုနဲ့ဆက်ပြီးအတူတူရှိကျင်နေဆိုလို့ရှင်လေသူ့ကိုဆက်ပြီးစူးစမ်းခွင့်ပေးလိုက်ပါကို့အနေနဲ့ on and off အခုခဏဖြစ်ရတဲ့အပေါ်မှာစိတ်မညစ်နဲ့ဝမ်းမနည်းနဲ့ဟိုအဲ့ဒါမှပဲနောက်ပိုင်းရှိရှိဆိုတဲ့ဟာမျိုးကရှိလာမှာပေါ့နော်မဟုတ်လို့ဒီချိန်လေးတိုင်းပဲဆက်သွားနေလို့ရှင်ကိုကပဲအမြင်အကြဘက်ကိုရောက်နေတဲ့အခါမှာနောက်ပိုင်းမလိုလားအတက်ပြဿနာကြီးဖြစ်လာနိုင်နေပေါ့နော်ကို့ရဲ့တန်ဖိုးရုတ်ရွတ်သွားတဲ့အခါမှာလိုချင်တဲ့ reset နဲ့ပန်းနိုင်နေတဲ့ကဝေးသွားတက် တဲ့အနေအထားမျိုးလေးရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒီအချိန်တစ်ခုကိုစောင့်ပြီးတော့စိတ်ရှိရှိနဲ့စောင့်ပြီးတော့ဒီအရာကိုခုနကပြောသလိုလေးတယောက်နဲ့တယောက်ပေါ့နော် balance မြတ်အောင်သူ့ဘက်ကိုယ့်ဘက်ညီအောင်တခြားဖန်တီးပြီးယူကြည့်ပါเนาะအဲ့လိုမျိုးလေးတော့အကြံပေးချင်ပါတယ်ဆိုတော့ဒါကတော့ final လေး draft reading လေးပဲဖြစ်ပါတယ်ကမြင်သလောက်လေးပဲပြောပေးထားရပေါ့နော်အဲဆိုတော့အဆင်ပြေကြပါစေခက်ခဲရင်လည်းအမြဲဆုံးပြေလည်ပါစေလို့ကျေးဇူးတောင်းပေးလိုက်ပါတယ်နောက်ဝေဒီမှာပြန်တွေ့မယ်เนาะတတား Hello ပိုင်တူပိုင်တူလေးမင်္ဂလာပါအခုကတော့ပိုင်တူလေးကိုစာပြီးဖတ်ပြရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီအခုပိုင်တူလေးရဲ့လက်တလောအနေထားနဲ့ဖြစ်နေတဲ့အခြေအနေအတွက်အကြံဉာဏ်ပေါ့နော် God at Odyssey the beauty elegant vision ပေါ့နော်ဆိုတော့ ဒီပိုင်းလို့ရွေးထားတဲ့သူရလေယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အရန်ကိုဖမနစ်ဆန်တာအဲ့လိုမျိုးနှူးနှူးညံ့ညံ့တင်တင်မွေ့မွေ့လေးပေါ့နော်စကားပြောလို့ရှင်လေအေးအေးလေးတတောင့်တတားလေးပြီးတော့အဲ့လိုသူများထက်တမူထူးခြားတဲ့အသားရည်မျိုးသူများထက်တမူထူးခြားတဲ့မျက်လုံးသူများထက်တမူထူးခြားတဲ့သပင်လက်သေးအဲ့လိုမျိုးပေါ့နော်အလှပိုင်ရှင်မျိုးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ကိုယ့်ရဲ့ beauty ပေါ့နော်ကိုယ့်ရဲ့အလှ standard ကလေလုံးဝ elegant ဆန်တာစက်တီရရှိရဲ့အလှမျိုးပေါ့နော်သူများရဲ့ မြင်မှာအဲ့လိုမျိုးစက်တီရှိတယ်ဆိုတော့အလှမျိုးကိုပိုင်ဆိုင်တဲ့သူမျိုးဆိုပြီးတွေ့ရရပေါ့နော်အာအဲ့တော့အာပြီးရင်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီပိုင်းမျိုးရေးထားတဲ့သူတွေကအဲ့လိုအာသူများကိုပေါ့နော်ဒီအလားပါရေးရတာနဲ့ပတ်သက်ပြီးတော့ခါကြတော့ဒီပြင်ဆင်ချက်တာပေးတာလေးတွေကိုတော်ရဲ့သူမျိုးလေးတွေလည်းဒီပိုင်းအောင်ရွေးပြလိမ့်မယ်ပေါ့နော် ဆိုတော့ကောင်းပါရဲ့ဒီပိုင်းကလေကိုယ့်ရဲ့ဒီ aura ရောကိုယ့်ရဲ့အခြေအနေရောကိုယ့်ရဲ့နေထားရောကောင်းနေဒါပေမဲ့ဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီမှာသူ့အနေနဲ့ကလေအဲ့လိုစိတ်ပီစည်းများပေါ့နော်အဲ့လိုမျိုးကို့အနေနဲ့ကအရန်တွေးတော့ဆရာကြီးများနေတာပေါ့နော်အဲ့တော့ဟိုဘာမှတွေးမနေနဲ့ဒီ အတွေ့ခေါင်းထဲမှာပဲကိစ္စတွေကိုတွေးမနေပဲနဲ့လက်တွေ့ကဘာမှာဘာဖြစ်နေလဲဆိုတာကိုတိချာကြည့်ပြီးတော့ခါကြတော့ဆုံးဖြတ်ခိုင်းနေပေါ့နော်အဲ့တော့ဟိုအရင်အတွေ့များနေရဆိုလို့ရှိရင်အတွေ့များတာကိုဖျောက်ပြစ်ပြီးတော့ခါကြဒီအတွေ့ရတကယ်ရောဟုတ်ရဲ့လားဒါကတကယ်ဟုတ်လားဒါကဟုတ်ရဲ့လားဆိုပြီးတော့ခါကြလိုက်ပြီးရှာဖွေကြည့်ပါဆိုပြီးတော့ဒါ message ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါ oracle ကနေကြည့်ပြရပါဆိုတော့တခု i do လေးရတစ်ဖက်သူရဲ့ ပိုင်းတိုးလေးပေါ်ထားတဲ့ energy ကိုကြည့်လိုက်မယ်เนาะ ဒီပိုင်းတူးလေးရာပေါ့နော်ဒီတစ်ဖက်သူတွေကအဲ့လိုရေရှည်လောင်းတန်းထိသွားမယ်လို့ပြောထားပြီးသားကြမှာဒီတခြားလူနှောက်ရက်ပေါ်တာဒါမှမဟုတ်ရှင်လဲပေါ့နော်နှစ်ယောက်ကြားထဲမှာအဲ့လိုအထင်လွဲစရာကိစ္စတွေသူများဝင်နှောက်ရက်လို့မလို့ပြဿနာတက်ရတာအကြောင်းမလို့တော့သူစိတ်ညစ်နေရဲဆွဲပုံမျိုးတော့တွေ့ရရပေါ့နော်တစ်ဖက်သူကလေကိုနဲ့ပတ်သက်ပြီးတော့ခါကြတော့အဲ့လိုကိုနဲ့ပတ်သက်ပြီးတော့အဲ့လိုအနာဂတ်ထိစိတ်ကိုယဉ်ထားတဲ့ အာအနာဂတ်ထိတွေးထားတဲ့ဟာမျိုးကြီးရှိတယ်ကိုနဲ့ပတ်သက် ပြီးတော့လေဒါပေမဲ့သူ့အနေနဲ့ကပေါ့နော်သူကိုယ်တိုင်း၌ကိုကအရန်စမ်းပွန်လနဲ့သူဆိုရဲ energy မျိုးကိုရတယ်ပြီးတော့နောက်တစ်ခုက तू ကလေအဲ့လို romance မဆန်ဘူးပေါ့နော်အရန်ချစ်မပြတတ်ဘူးဆိုရဲပုံစံမျိုးကိုတွေ့တွေ့ရဲအဲ့လိုမျိုးသူ့အနေနဲ့ကလေအဲ့လိုအာပြီးတော့နည်းနည်းပြဿနာဘူးပေါ့နော် ူလောက်ပြီးလို့ရှိလို့ရှိရင်လောက်တော့ဘာဖြစ်လဲဆိုရယ်ပုံစံမျိုးနဲ့ပေါ့နော်ပြန်ပြောတတ်တဲ့သူမျိုးလိုလဲတွေ့ရပြီးမှပေါ့နော်သူကသူဝမ်းနေဝမ်းနေမယ်ကြီးကွဲရင်ကြီးကွဲမယ်ဒါပေမဲ့ရှေ့မှာတော့ပေါ့နော်အဲ့လိုမျိုးဘာဖြစ်လဲဆိုရယ်ပုံစံမျိုးနဲ့အရွယ်တိုက်တဲ့ပုံစံမျိုးလိုလဲခံစားရရပေါ့နော်ဆိုပြီးတော့ဒီပိုင်းတူတွေကိုရွေးထားတဲ့သူတွေကပေါ့နော်အကယ်၍မြန်အာဒါတပ်ပါတီကြောင့်မလို့ဒီတစ်ဖက်သူနဲ့ကိုယ်နဲ့ဂျာမှာကတော့ဆက်ဖြစ်ထားရဲဆိုလို့ရှိရင်ဒါက ီတပ်ပါတီနဲ့ကိစ္စသူပြီးသွားပြီးတော့ကိုနဲ့ပြန်ဆောင်မှုအတွက်မျှော်လင့်နေရဆိုတော့အဲ energy မျိုးတော့ရတယ်ပေါ့နော်သူ့အနေနဲ့ကသူ့ရဲ့အမားတွေကိုနောက်နှားရလားဆိုလို့ရှိရင်တော့ဘယ်လိုနောက်နှားရတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အာဘယ်လိုပြောရမလဲဆိုတော့ဘယ်လိုသူ့အနေနဲ့ကဟိုအချင်းတွေကိုသူကလေအရန်ကိုတည်ရပေါ့နော်သုံးသက်တက်တယ်အာသုံးသက်တက်တယ်ဆိုတာလေအဲ့လိုအာပြောရမလဲ ဟိုဘယ်ဟာအမှားဘယ်ဟာအမှန်ဆိုတော့သူကောင်းကောင်းသိရပေါ့နော်ပြောရလို့ရှင်တော့အကောင်းစားဘယ်ဟာလဲအဆိုးကဘယ်ဟာလဲဆိုတော့သူသိရပုံစံမျိုးပေါ့နော်အဲ့တော့ခါကြတော့အာအဲ့လိုမျိုးကိုနဲ့ပတ်သက်ပြီးတော့ခါကြတော့ဒီစိတ်ထဲမှာဆိုလို့ရှင်တော့အဲ့လို ကိုယ်ကိုပဲ first user ပေးဆိုတဲ့ပုံစံမျိုးအနေနဲ့ပေါ့နော်အဲ့လိုမျိုးတွေးထားမျိုးတွေ့ရဲ့ပြီးတော့နောက်တစ်ခုအနေနဲ့ပေါ့နော်အဲ့လိုမျိုးတပ်ပါတီမရှိဘူးဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ကိုယ်နဲ့ပတ်သက်ပြီးတော့ခါကြပေါ့နော်အနာဂတ်ထိတူတွေးထားတယ်ဒါပေမဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်နှစ်ဦးကြားထဲမှာကရက်ကစားဖြစ်ထားတာလေးတွေဒါမှမဟုတ်ရှင်လေးပေါ့နော်အဲ့လိုဒီ ပြဿနာတက်ထားတာအဲ့လိုဟာတွေကြောင့်မလို့ပေါ့နော်သူမျောလင့်ထားတဲ့အနာဂတ်အခြေအနေမဖြစ်ရလို့မလို့သူ့အနေနဲ့စိတ်ပူပန်နေတယ်သူ့အနေနဲ့ဒေါသထွက်တယ်စိတ်မကြည်ဘူးသူဖြစ်ချင်တဲ့အတိုင်းမဖြစ်ရလို့သူဝမ်းနေတယ်အသေးကွဲတယ်စိတ်ပင်ပန်းတယ်ခံစားရရဆွဲအနာဂျီမျိုးပေါ့နော်ဒါညီမလေးနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်ပိုင်းတူးလေးနဲ့ပတ်သက်ပြီးတော့ခါကြတော့အနာဂျီဖြစ်နေတာပေါ့နော်ဒါဆိုပိုင်းတူးလေးရအောင်ပိုင်းတူးလေးနဲ့တစ်ဖက်တူနဲ့ပေါ့အနာဂျီပေါ့နော်ဒီဟာပိုင်းတူးလေး 701 ten of cup ဆိုတော့ဒီပိုင်းကိုရွေးထားတဲ့သူတွေပေါ့နော်ဒီပိုင်းတူသမားလေးတွေကလေဘာဖြစ်လဲဆိုတော့ဒီမားလေးလက်တလောအမလေးအဲ့လိုအဆင်မပြေဖြစ်ထားတဲ့သူကတော့ပါကိုပါရယ်ပေါ့နော်အဲ့ဒါကြောင့်မို့အင်းမောကတားကစားဖြစ်ထားတဲ့သူတွေပဲလာကြည့်ရဆောလေဆိုတော့ကိုကလေဒီ relationship နဲ့ပတ်သက်ပြီးတော့ခါကြတော့ဒါလေအဲ့လိုအရန်ကိုပေါ့နော်အဲ့လိုပြောပြမလဲအင်း ဒီလောက်ထိအတားကြီးအတူတူရှိပြီပဲပေါ့။ငေါင်းနှောက်ကဒီချိန်လေးတိရှိပြီပဲပေါ့။နင်ဒီလောက်တော့တတိမရှိဘူးလားဆိုပြီးတော့ပေါ့နော်။အဲ့လိုပုံစံမျိုးပြီးတော့လေကိုကလေကိုဒီသူ့နဲ့ပတ်သက်ပြီးတော့ခါကြတော့နေရလမ်းမှာပေါ့နော်။ကိုရဲ့အိမ်ကသူ့နဲ့သဘောမတူတာမျိုးတွေလည်းရှိတယ်။ကိုရဲ့တငယ်ချင်းတွေကအဲ့လိုသူ့နဲ့သဘောမတူတာမျိုးတွေလည်းရှိတယ်ပေါ့နော်။ဘာလို့လဲဆိုရှင်ကိုကသူ့နဲ့မတန်ဘူးလို့ထင်တဲ့အတွက်ကြောင့်ကိုကိုရိုင်းရဲ့စိတ်ကနေပြီးအဲ့လိုခံစားရတယ်ဖြစ်ကောင်းဖြစ်မယ်မဟုတ်လို့ရှိရှင်ကိုရဲ့မိဘတွေကသူ့နဲ့သဘောမတူလို့မလို့သူ့အနေနဲ့စိတ်ပင်ပန်းရတာမျိုးပေါ့ ါ့နော်အဲ့တော့မိဘရဲ့သဘောမတူတဲ့အခြေအနေမျိုးဆိုလို့ရှိရင်တော့လေအာနှစ်ယောက်ရဲ့အခြေအနေကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါ သူ့ဘက်ကလည်းအဆင်ပြေကိုဘက်ကလည်းအဆင်ပြေပြီးတော့မိဘလောင်းရင်အောက်ကထွက်နိုင်မှာပဲနှစ်ယောက်ကအချီချလို့အဆင်ပြေမယ်ဆွဲပုံစံမျိုးပေါ့နော်အဓိကတော့အိမ်ခွဲနေရမှာတော့အသေးချာပဲပေါ့နော်ကိုကလည်းလုံးဝလေဒီအိမ်နဲ့ပေါ့နော်အတိုက်ခံလုပ်ပြီးသူ့နာမှာရှိနေရပေါ့နော်ဒါပေမဲ့သူ့ဘက်ကလည်းမစိုးစားရတော့မဟုတ်ဘူးအဲမစိုးစားတော့ပုံမဲ့စိုးစားနေပေမဲ့အဲ့လိုပေါ့နော်စိုးစားမှုတွေကသူ့ဘက်ကစိုးစားတဲ့ပုံနဲ့ကိုဘက်ကစိုးစားတဲ့ပုံနဲ့ကမတူကိုကကြတော့ပေါ့နော်အတူတူရှိဖို့စိုးစားတယ်ကိုတွေးထားတဲ့အရာကကြတော့အဲနှစ်ယောက်အတူတူရှိနေအကုန်လုံး ီပြည့်စုံမှာပေါ့အာချစ်နေရပြီပဲအဲ့လိုပေါ့နော်အာဘာဖြစ်လဲဒီပတ်စံနေအများကြီးမရှိတော့ဘာဖြစ်လဲအာအဆင်မပြေတော့ဘာဖြစ်လဲနှစ်ယောက်တူတူရှိရလို့ရှင်ပျော်စရာကြီးပဲလေဆိုပြီးကိုကကြာလဲအဲ့လိုမျိုးမင်းမြန်ဆန်ဆန်နေပေါ့နော်ဒီ Mary Light တခုဒီကိုတွေးထားရဲ့ဟာတခုပေါ့နော်အတူတူစုံမှုဟိုမှာ ADR ရဲ့ဒီဆိုလို့ရှင်လဲအတူတူနီးပေါ့အဲ့အရာအတွက်ကိုကိုကအာကိုရဲ့ဘယ်လိုကသွားနေပြီမဲ့ပေါ့နော်တစ်ဖက်သူကကြာလဲမဟုတ်ဘူး။ तू ကပြည့်စုံမှ ပြည့်စုံမှသူ့ရဲ့အိမ်မက်တွေ goals တွေပြီးမှ ကိုယ်ကိုကောင်းကောင်းမွန်မွန်ထားခြင်းနေဆိုတဲ့ပုံစံမျိုးကိုယ်ကိုအဲ့လိုစိတ်ရောလူရော ပြီးရင်ငွေကြေးဥစ္စာရောအဲ့လိုအရာတွေကအစားပေါ့နော်အကုန်လုံးပြည့်ပြည့်စုံစုံနဲ့ထားပေးခြင်းနေဆိုတော့ခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဒီနှစ်ယောက်ကအဲ့မှာပေါ့နော်ဟိုကိုယ့်ရဲ့ဘဲလို့သူ့ရဲ့ဘဲလို့တူတဲ့အခါပေါ့နော်တံမိုးထားပုံချင်းပေါ့ကိုကကြလည်းသူနဲ့အတူတူရှိရရင်ရပြီသူကကြလည်းမဟုတ်ဘူးယောက်ျားတယောက်ဆိုအစ်တောင်တင်ထားရမယ်ဆိုပုံစံမျိုးနဲ့အဲ့လိုမျိုးနှစ်ယောက်ကြားထဲမှာကရောက်စားဖြစ်နေတယ်လို့တော့ကင်မြင်မိရေပေါ့နော်ဆိုတော့အဒီချိန်လေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတာမျိုးကိုကြည့်ကြမယ် စိတ်ရှည်ပါတဲ့เนาะ patient ဖြစ်ပါတဲ့เนาะပြီးတော့ assess ကွာ energy သူ့ကိုပို့ပြီးနားလေပေးပါသူ့ကိုပို့ပြီးနားလေပေးပါเนาะပြီးတော့အဲ့လိုကိုကပေါ့เนาะဒီကိုက ချိန်စောင့်တက်ဖို့လိုအပ်တယ်အချိန်ကောင်းအောင်စောင့်တက်ဖို့လိုအပ်တယ်ဆိုပြီးတော့ပြောရသေးလားအဲ့တော့ဒီအချိန်နေမှာဆိုလို့ရှိရင်ဒါသူ့ကိုစောင့်မိလိုက်တာတော့အကောင်းဆုံးပဲသူ့သူ့ဥဆောင်မှုနောက်ကိုပေါ့နော်အဲလိုက်တာမလိုက်တာထက်ကိုကပေါ့နော်ဒီအချိန်နေမှာ patient ဖြစ်ဖြစ်နဲ့ပေါ့နော်စောင့်ပြီးတော့ခါကြတော့ကိုကိုတိုင်းကလည်းကိုရဲ့အိမ်မက်တွေစိတ်ကူးတွေပေါ့နော်ကိုရဲ့ဟိုမှာအလုပ်တွေရှိမယ် project တွေရှိမယ်အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့ဒီနေရာမှာပေါ့နော်အဲ့ဒါကြီးကိုတခြားဆက်လုပ်ပြီးတော့အဲ့ဒီနေရာမှာနေရာအနေထားတစ်ခုရောက်တဲ့အထိလုပ်ပြီးခါကြမှာဒီအချိန်နေကိုအာအဆင်ပြေသွားလိမ့်မယ်ဆိုပေါ့ ုံစံမျိုးပေါ့နော်ဆိုတော့ဒီမှာခရက်ကတ်တွေကပြရတဲ့အချိန်မှာတော့ဒါ patient ဖြစ်ပါစိတ်ရှည်ပါနှစ်ယောက်ကပေါ့နော်အဲဒီစံနှုန်းမတူဆိုပေမဲ့လေဒီစုံတွေ့ဒီနောက်ဆုံးမှာတော့အဆင်ပြေကောင်းပြေသွားနိုင်ပေမဲ့အခုချိန်မှာတော့ဒါတပိုင်းထိုင်မယ်မကြသေးဘူးကိုယ့်ဘက်ကစိတ်လျှော့ဖို့လိုအပ်နေတယ်နော်ကိုယ့်ဘက်ကစိတ်မလောပဲနဲ့ပေါ့နော်အဲ့တော့အကိုကိုကိုပြန်ပြီးတော့ဗောနော်ဒီသူနဲ့အတူတူရှိဖို့စူးစမ်းခြင်းစိတ်တွေထက်ဒီမှာဆိုလို့ရှိရင်အဲ့လို ကိုကိုကိုပြန်ပြီးတော့ focus လုပ်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်အလှအပအဲ့အရာပေါ်မှာအဲ့လိုပူပြီးတော့ခယူဆိုင်ရမယ်အဝတ်အစားပါညာပေါ့နော်အဲ့လိုမျိုးကိုယ့်ကို sell off ထားပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုစီကိုတွားလိုက်လို့ရှင်လို့ရှင်ရင်ဒီအခြေအနေကအဲ့လို face လုပ်ပြီးသားပေါ့နော်ပြင်ပြုပြင်ပြီးသားဖြစ်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုကြည့်တွေ့ရတယ်ပေါ့နော်ဆိုတော့ပိုင်းတူးလေးရောတစ်ဖက်သူကပိုင်းတူးလေးကိုပြောချင်ပြမပြောဖြစ်တဲ့စကားသူ့ရဲ့ရင်ထဲမှာရှိနေတဲ့စကားပါလေ ိုးချက်ပေးမယ်။ဟိုကြောက်ဖြစ်နေတာလေးတွေ့ရင်စားပါလေ။ I want to start over. ဟမ်သူဒီချိန်လေးအကုန်လုံးကိုသူရက်ပြစ်ချင်တယ်ပေါ့နော်ပြောရလို့ရှိရင်ဒါကရာဝဇာဖြစ်နေတဲ့အချိန်လေးအကုန်လုံးကိုရက်ပြစ်ချင်တယ်ပေါ့ ဒါပထမအဟောမှာလည်းပါလာတယ်เนาะဟိုပိုင်းဝမ်းမှာလည်းပါလာတယ်ငါတို့နှစ်ယောက်အကြောင်းကိုငါတို့နှစ်ယောက်အတူတူရှိရမယ်ဘဝတစ်ခုနဲ့ပတ်သက်ပြီးတော့ငါစိတ်ကူးရင်းနေမိတယ်တဲ့ I am not over you I am not over you I am recovering เนี่ยเนาะ so သူကသူ့ကိုသူအခုချိန်မှာဆိုလို့ရှင်သူပြန်လဲရှာဖွေနေရပေါ့เนาะပြီးလို့ရှင်ဒီမှာသူ့ကိုသူပြန်လဲတုံးတက်နေရပေါ့เนาะဒီအချိန်နဲ့ပတ်သက်ပြီးသူ့ကိုသူပြန်လဲတုံးတက်နေပါတယ်တဲ့ငါမင်းကိုလွန်ဆန်ပြီးငါဘာမှမလုပ်ချင်ပါဘူးတဲ့ပြီးတော့ဒီလိုမျိုးကတားကဆာဖြစ်နေတဲ့အချိန်တွေကိုလည်းငါရက်တန့်ချင်ပါပြီတဲ့ I feel so happy with you ငါမင်းနဲ့အတူတူဆိုလို့ရှင် အရင်ကိုပြောရှင်တယ်လို့ခံစားရရပေါ့နော်ဆိုတော့ဒါကတော့တစ်ဖက်သူပြောရှင်တယ်သူရဲ့ရှင်တယ်က hidden truth ပေါ့နော်ဆိုတော့ဒါကတော့ဒီပိုင်းတူးလေးရဲ့ဒီဟာကိုကြည့်ပေးလိုက်တာပဲဖြစ်ပါတယ်အဲဆိုတော့ကိုပိုင်းပေါ့နော်အသေးစိတ်သိချင်တာမျိုးဆိုလို့ရှင်တော့ key page ချက်ဘက်ကိုလာခဲ့ပါရှင်ဆိုတော့ပိုင်းတူးလေးရဲ့ reading ကတော့ဒါပါပဲအဲဆိုတော့ ဗရာခုစားရည်လည်းအမြန်ဆုံးပြည်လဲပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းအတက်နိုင်ဆုံးရှော့နိုင်မှုအတွက်ဆူတောင်းပေးလိုက်ပါအဲအာစိတ်ရှည်တည်ခံလမ်းကြောင်းမှန်ဆိုတဲ့စကားအလကားရှိအောင်မဟုတ်ဘူးဆိုတော့တတိယပေးပေါ့เนาะဆိုတော့ကျေးဇူးတင်ပါတယ်ခရီးဗီဒီယိုလေးကိုအမြဲတမ်းနားထောင်ပေးကြရတဲ့တူတူယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဆိုတော့အဆင်ပြေမယ်ဆိုလို့ရှိရင် comment လေးမှာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ အဝေးများတာပဲခဲ့ပြအောင်ပေါ့နော်ပြီးတော့အဲ့လိုနောက်ထပ်လှုပ်ချင်လှုပ်စီချင်တဲ့ reading မျိုးရှိရဆိုလို့ရှိရင်လည်းကစ်ကိုပြောပေးပါအဲ့လေးကစ်လိုအပ်တယ်ပေါ့နော်ဆက်ကြည့်စုကအဆက်ဆက်ရအဆင်ပြေပါစေ retrofit ကာလမှာလည်းဒီစိတ်ပင်ပန်းစင်းရရတာတွေငိုရတာတွေမရှိဘဲနဲ့အကယ်၍ရှိခဲ့ရဆိုရင်တောင်မှပဲအချိန်အတိုင်းအတာခဏလောက်နဲ့မြန်မြန်ပြေလည်ပြီးတော့စိတ်ချမ်းသာခြင်းနဲ့ပိုင်ဆိုင်ပါစေလို့ကစ်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲတတနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်